အဲ့တော့လူဟောင်းရဲ့လမ်းစုံကငရဲပဲဒါကြောင့်မလို့ကျွန်တော်တို့နှုတ်ကပတ်တော်အထဲမှာဗာတွေ့ရတယ်လဲဆိုလူဟောင်းနှစ်မျိုးရှိလူဟောင်းဘယ်နှမျိုးရှိလဲနှစ်မျိုးရှိလူဟောင်းနှမျိုးအကြောင်းလေးကိုအတူတူကတော့ခွာယူချပါတယ်အာလူဟောင်းက ်ဘာကိုပြောချင်တယ်လဲဆိုတော့နံပါတ်1လူဟောင်းကထาวရပြားကိုမယုံကြည်ဘူးထาวရပြားကိုမတိသေးဘူးဖန်ဆင်းရှင်ဖျားကိုဟိုဟိုမကြောက်ဘူးသေးတဲ့သူတို့မဟုတ်ကြောက်ဘူးရင်လည်းမယုံကြည်တဲ့သူဖန်ဆင်းဖန်ဆင်းရှင်အကြောင်းကိုလက်မခံတဲ့သူဒီအိမ်ဟာ ဆောက်လို့သူမရှိဘဲနဲ့အိမ်မဖြစ်လာနိုင်ပါဘူး။စက်ကြောလာတစ်ခုလုံးကတီဆောက်သူမရှိဘဲနဲ့သူအလိုလိုမဖြစ်လာဘူးဆိုတော့သိပ္ပံပညာရှင်ခမည်းများကယုံကြည်လက်ခံဝန်ခံနေတာတွေအများကြီးတွေ့နေရပြီ။အဲ့တော့သင်္ကေတတစ်ခုပြောမယ်ဆိုရင်အာကျွန်တော်ဟိုဗီနိုင်းကိုပဲခဏထုတ်ပြမယ်ဒါပေမဲ့ဟိုသင်္ကေတကိုလည်းနည်းနည်းမှားလိုက် ကျွန်တော်ကားတိုင်းပြည်ပြတော့ကျွန်တော်ပြချင်။ကားတိုင်းပုံစံထိုင်ကုန်ပုံစံမြင်ပြီးကြည့်ပါ။ထိုင်ကုန်ပုံစံနော်။ကားတိုင်းပုံစံနော်အဲကလထိုင်ပုံစံလေးကလထိုင်ပုံစံလေးမြင်ပြီးကြည့်။အဲ့တော့နီနာမမီအဲ့ဒီကလထိုင်ပုံမှာပါရှိလဲဆိုတော့ငါဆိုတာရှိတယ်ကလထိုင်ပုံမှာကလထိုင်ပုံမှာငါဆိုတာရှိတယ်။အဲ့ ဟုတ်ပြီ။ပြရမယ်ကလထိုင်ရဲ့အောက်မှာတော့ဘာရှိမလဲဆိုတော့စာတန်းဆိုတာရှိ။အဲအဲ့တော့ဒီဒီအဝိုင်းဟာနှလုံးသားပုံစံလေးပဲအသေးနှလုံးပုံစံလေးပဲမျက်စိနဲ့မြင်အောင်လို့အသေးနှလုံးပုံစံဒီကားတိုင်းကအပြင်မှာရှိတယ်။အဲ့တင်ဂီတာပါလဲဆိုတော့လူဟောင်းတင်ဂီတာ เนาะဟိုအဲနှလုံးပုံစံရှိမယ်ကလထိုင်ရှိမယ်ကလထိုင်ရဲ့ဖြနိုင်ငုံပေါ်မှာငါဆိုရဲဆလုံးရှိမယ်ပြရနဲ့အဲ့ကလထိုင်ရဲ့အောက်မှာစာရန်ဆိုတာရှိနှလုံးသားထဲမှာငါဆူးမှုတယ်အခြေခံအုံမြင့်ကပါလဲဆိုတာစာရန်နဲ့ဆိုင်ငါဆိုရာအတအကြောင်းကိုလေး ဟိုဆက်ရွယ်နေပေါ့နော်ငါနဲ့အတ္တနဲ့ဆက်ရွယ်မှုရှိဒါကပါလဲဆိုတော့ကားတိုင်းကအပြင်မှာရောက်လက်ဝါးကားတိုင်းတရားကိုဟိုတယောက်ယောက်ကဟောရင်လဲဘဟုတုတအဖြစ်လောက်ပဲသူနားထောင်တယ်ဟိုဟိုအာနာလို့ပဲသူနားထောင်ဒါဆိုရင်နှလုံးသားထဲမှာငါပဲရှိတယ်ဟိုအခြေခအုံးမြစ်ကစတယ် ဟိုကားတိုင်တရားအပြင်မှာရှိနားလဲနော်တင်ဂီတာကိုနားလဲအဲ့ဒါကဘာလဲဆိုတော့လူဟောင်းလူဟောင်းနှစ်မျိုးတည်းကဖယားသခင်ကိုမတိတဲ့သူဒါမှမဟုတ်ထာဝရဘုရားအကြောင်းကိုမကြောက်ဘူးတိတဲ့သူရှင်ရောခရစ်ဝင်ခန်းကြီးရှိပိုင်းငယ်44ကျေးဇူးပြုပြီးတော့ ဖတ်ကြရအောင်အရှင်ယောဂကုရင်ကံကြီးရှိပိုင်ရဲ့44ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး10ပိုင်44စင်ပြေနောက်ကနေလိုက်ဖတ်ပြပါစာသာအဲကြည်ထားလို့ရပါတယ်လိုက်ဆိုပါဦးတင်တို့ဒီတင်တို့ဒီတင်တို့

မာနတ္တိမာနတ္တိရှေးဥစွာမရှေးဥစွာမစ၍စ၍လူအတက်ကိုတတ်တော်သူဖြစ်၏လူအတက်ကိုတတ်တော်သူဖြစ်၏သူ၌တစ္ဆာတရားမရှိသောကြောင့်သူ၌တစ္ဆာတရားမရှိသောကြောင့်တစ္ဆာတရား၌ သစ္စာတရားမတိမနေမတိမနေသူဒီမူတာစကားကိုမူတာစကားပြောသောအခါပြောသောအခါမိမိပဂတိအတိုင်းမိမိပဂတိပြောဤပြောဤမူတာစကား၌မူတာစကားချင်းလေသောသူဖြစ်ဤချင်းလေသောသူဖြစ်ဤမူတာဤအဘလည်းမူတာဤအဘလည်းဖြစ်ဤဖြစ်ဤအဲ့တော့ဒီကြတဲ့အဘက်က ယုံကြည်ခြင်းနဲ့သစ္စာရှိခြင်းကြောင့်ပြောမာနရဲ့မူရင်းဆောင်ဖို့ကဘာလဲဆိုတော့မူတာရဲ့အဘအဲသူသူဟာလူလိန်ခေါင်းဆောင်ပေါ့လူလိန်လူညာခေါင်းဆောင်ပေါ့မာနကလူလိန်လူညာခေါင်းဆောင်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူက တဲအရေးကြီးတယ်ဖရာသားသမီးဖြစ်တဲ့အတွက်ဂတိမတီခြင်းနဲ့စိတ်ရှိခဲ့ရင်ခမားဘသူနဲ့အပေါင်းအဖော်ဝင်ဖြစ်တော့စာတန်ရဲ့ဘောပါဖြစ်သွားတတ်တယ်အဲ့တော့ကျွန်တော်တို့ကဂတိမတီခြင်းစိတ်ရှိခဲ့ရင်တောင်မှကိုယ်စိတ်ကအဲ့လိုဖြစ်နေရင်ဖရာသခင်ကိုအောက်မေ့ပြီးငါဖရာရဲ့သားအာမင်ငါဖရာရဲ့သမီးပဲအာမင်ငါဂတိတီတဲ့နှလုံးသားမွေးရအောင် ။သူ့ဘက်ကတီသူ့ဘက်မှမတီတာကွာငါတီစရာလို့လားအဲ့လိုသွားဆုံးဖြတ်ချင်စိတ်ကလေးတွေးမိရင်ငါကဖယားသားဖယားသမီးဖြစ်တဲ့အတွက်ငါဂတိတည်ရမယ်။ဟာလေလုယာ။အဲ့ဒီလိုစိတ်ကျွန်တော်မွေးနိုင်ရမယ်။ဟာလေလုယာ။မွေးဖို့လိုအပ်တယ်။မူတာရဲ့အဘနော်လူလေလူညာကောင်းဆောင်ဖြစ်တယ်စာရန်ကသူ့ရဲ့အလောက်ကပါလေတစ္ဆာ မရှိတဲ့အလို့တစ္ဆာစကားကို तू မပြောဘူးသူရဲ့ဘဂတိအတိုင်း तू ဟာမူတာရဲ့အဘဖြစ်တယ်မူတာကိုပြောတဲ့လူလည်းဖြစ်တယ် तू ဟာတစ္ဆာမရှိဘူးတဲ့တစ္ဆာရှိတဲ့အလို့ကိုလည်းမလို့ဘူးပြောလည်းမပြောဘူးဒါလေးကတတိထားစင်ကြစရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘသူရဲ့လက်အောက်မှာရှိနေတယ်လဲဆိုတော့ မင်းတို့ဟာတဲ့မင်းတို့အဘမာနကနဲ့စဉ်သက်တာဖြစ်တယ်မင်းတို့အဘမာနရဲ့အလိုကိုလည်းလိုက်တက်ကြတယ်မာနဒီရှေးဥစွာမဆပ်ပြီးတော့ဒူးဆိုင်ကိုပြုတဲ့လူလူအတက်ကိုတတ်တဲ့သူဖြစ်တယ်လို့သူပြောတယ်ဒါလူဟာနဘတိဖြစ်တယ်မာနကနဲ့စဉ်သက်တယ်ကျွန်တော်တို့က ဖယားသခင်ရဲ့စီမံကိန်းကိုလက်မခံဘူးဆိုရင်ကျွန်တော်တို့ကဘယ်အစစ်သက်တာလဲမာနကနဲ့စစ်သက်မာနရဲ့အုပ်စုစည်ရင်းဝင်ဖြစ်အဲ့ဒီသင်မာမတည်င်းကောင်းကဖယားသခင်ရဲ့စီမံကိန်းအစ်စ်တစ်ခုရှိတယ်ဟာလေလုယာအာမင်အဲ့ဒါကတော့ဘရင်ရှင်တရားတင်နဲ့ဆိုင်ပြီးတော့လေဝါကားတိုင်းတရားနဲ့ဆိုင်ပြီးဖယားသခင်ချပေးတဲ့ဂျေဇူးတရားပဲ လူဟောင်းဘဝကယုံထွက်ခြင်းလေဆိုရင်ကျွန်တော်တို့အတွက်တကပေါက်တစ်ခုရှိတယ်အဲ့ဒါကားတိုင်းတကားပဲ hallelujah amen ပြည်ရှင်တတရားနဲ့ဆိုင်တဲ့တကားပဲ amen ဒါပေမဲ့ဖယားကြီးရဲ့စီမံကိန်းကိုတင်မအစကျွန်ုပ်မအစလုံးဝလက်မခံချင်ဘူးဆိုရင်ကျွန်တော်ကမာနကနဲ့စင်တက်မူတာ မာနကကျွန်တော်တို့အားလုံးရဲ့အဘသူဟာမူတာရဲ့ရှင်သခင်လိမ့်လေလက်ပြတော့အဲ့တော့တင်ဂတိဘလောက်ပဲတည်တည်တင်ဂတိဘလောက်ပဲတည်တည်မာနကမူတာရဲ့အဘဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးကကျွန်တော်တို့အားလုံးကလည်းမာနနဲ့အတူစီရင်ဝင်မယ်ဖြစ်နော် ဘုံစမ်းဘုံတိကောခန်းကြီးတိပိုင်းငယ်18ကိုကြည့်အောင်

하야드 킹이 하야드 킹